မတမအခက်ခဲနဲ့ကိုကိုကကနဲ့ဒုစရနေရတဲ့ဘုရားဖြစ်တယ်လို့အခုအဲဒေချီအစိုးရ ဖြစ်စေဖို့ကျမတို့တင်ပြချင်းဖြစ်ပါတယ်စိတ်ဆုတင်ပါတယ်ယူဇနာကုမ္ပဏီဟာကချင်ပြည်နယ်ဟူကောင်းဒေသမှာလွန်ခဲ့တဲ့၈နှစ်လောက်ခဲက လေယာဉ်မြေတွေတင်းစီးခဲ့တာကြောင့်နေနာသူတွေဟာတရားရုံးမှာအမှုဖွင့်တိုင်ကြားမှုတွေလုပ်ခဲ့ပေမဲ့လည်းဘလို့ဖြစ်ချင်းတုံ့ပြန်မှုမျိုးမှမရသေးဘူးဖြစ်နေပါတယ်။ယူဇနာကုမ္ပဏီရဲ့မြေသိမ်းမှုတွေကြောင့်ရွာပေါင်း၁၀ပြည်ရွာလောက်ထိခိုက်နေနာခဲ့ရပြီးတင်းစီးမြေတွေအတွက်အစိုးရတက်ကဖြည့်ရှင်းပေးမယ်လို့ယုံကြည်နေကြပါတယ်။ ညှို့မှန်းဖျားသလိုမဖြစ်လာရင်တော့ပဋိပက္ခအတွင်ကြီးထွားလာနိုင်တယ်လို့လည်းသတိပေးခဲ့ပါတယ်။ဒါကတော့ဒီနေမို့မရှိနေတူပြီးတော့ကျွန်တော်တို့ဘာတွေဆက်လုပ်မလဲဆိုတာစစ်စစ်တော့ကျွန်တော်တို့အားကိုးတဲ့အစိုးရအနေနဲ့ဥပဒေကြောင်းအရာသွားမှာပါ။ပြီးကြသွားမှာကျွန်တော်တို့ဤနာချင်းနဲ့ဒီလေမီတွေမရမရှိကျွန်တော်တို့ကဆက်လက်ပြီးမှအဲတရားနည်းလမ်းအရာဆွန်ရွေးသွားမှာဖြစ်ပါတယ်။ တောင်းတူရီညော်လင့်ထားတဲ့ချိန်လာလို့ဆိုလို့ရှိရတော့ကာရန်ပြင်ပြနေကြတယ်နော်သူကပဋိပက္ခတော့ပြင်များလာတော့သမရနဲ့လွတ်တော်စီပေးပို့တဲ့အိတ်ဖွင့်ပေးစာမှာမြစ်စုံစီမံကိန်းအပီးတန်ရက်ဆိုင်ပေးဖို့ယူဇနာကုမ္ပဏီကမတရားသိမ်းဆည်းထားတဲ့မြေနေရာတွေကိုဒေသခံတွေစီတရားဝင်ပြန်ပေးဖို့အဓိကတောင်းဆိုထားတာဖြစ်ပါတယ်။ဒီလိုသိမ်းဆည်းမြေတွေပြန်ရရေးလှုပ်ဆောင်ချက်တွေအတွက် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်ကလည်းအကူအညီပေးနေပါတယ်။ဆိုတော့ကျမတို့ဒီ community တွေကိုလည်းနေတာခံနေတဲ့အချင်းချင်းဒီ swing ပေါ်လာတော့တို့ရေးချူစားပါတယ်ကျမတို့ဒီရောက်တော့ကတော့နေတာခံနေနေတဲ့ချူစားမှုတွေဘလောက်ပဲလုပ်လို့ပေါ့နော်။ဒီလိုလူရှိထားတဲ့ဟာတွေတွေ့ရတယ်။ဆိုတော့ဒါပေမဲ့အခုကျမတို့အနေနဲ့ဒီအစိုးရတည်တက်လာပြီးပြီးသူတွေတကယ်ကိုယုံကြည်အားထားရတယ်လို့ယုံကြည်ရတဲ့အစိုးရတည်တက်လာပြီးဆိုတာဒီနေရာခံနေတဲ့ ယုံကြည်တဲ့အတွက်ကျမတို့လည်းတက်တာပေါ့နော်ဆိုရတဲ့ကနားထောင်ပြီးပါဒေတာခိုင်ပြီးဆိုတော့ဘယ်လိုမျိုးကြက်တာခင်ဗျာဆိုတော့တက်တာပြီးတော့ဆက်ရမှာပဲတက်တယ်ပေါ့နော်တော့ဆိုချင်တယ်ဥဒေသိန်ဆူရလက်ထက်မှာယာယီရဆိုင်ထားတဲ့မြစ်ဆုံစီမံကိန်းကိုပြည်သူကိုကိုစားပြုတဲ့ NLD ဆူရလက်ထက်မှာအပိတက်ရဆိုင်ပေးဖို့တောင်းဆိုလာသူကဒေါ်ကြခွန်ပါ ဒီအခုအရေးကြီးနေတာကလူတော်ကလူတော်ကိုယ်စားလှယ်တွေကဒီမြစ်ဆုံကိုထောင်ရရဆိုင်ကိုပေါ့လေမြန်မာနိုင်ငံမှာဒီမြစ်ချောင်းပေါ့နေတော့အရေးကြီးတဲ့မြစ်ချောင်းပြီးတော့ဒီမှာအရေးကြီးဆုံးဖြစ်တဲ့မြစ်ချောင်းချောင်းမှာပေါ့နော်မြစ်မှာပေါ့လေဒါမလုတ်တင်ဘူးလို့ပေါ့နော်အားလုံးအစိုးရရဲ့ဗီဒူလူထုရဲ့အားလုံးရဲ့ကိုစားပေါ့နော်လူတော်မှာဒါကိုအဲကွန်မြူနီ CBI ကွန်မြူနီနဲ့လည်း ိုးရအနေနဲ့ပေါ့မိဘသူပွဲပေါ့နော်ကောင်းကောင်းလေးတိုင်တင်ဖို့တင်ပါတယ်လို့နော်တော်တော်ကိုစီလင်းမှာကိုပြောချင်ပါတယ်